မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်ပင်စတန်ညီလာခံမှာမင်းအောင်လိုင်ကိုလူကိုယ်တိုင်တက်ရောက်ခွင့်မပေးဖို့ထိုင်းဆိုရကိုပါမောက်ခတအုပ်အကြံပြုတဲ့ကြောင်းတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံမှာအကျင်းပမဲ့မင်္ဂလာပင်လေကိုကန္နာဆောင်ဤပညာနယ်စီးပွားရေးပူပေါင်းဆောင်ရွက်မှုပင်စတန်ထိတ်သိညီလာခံကိုအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်ကိုလူကိုယ်တိုင်တက်ရောက်ဖို့ထိုင်းဆိုရအနေနဲ့ခွင့်မပြုတဲ့ကြောင်းတာမဆက်တက္ကသိုလ်နဲ့ထောက်ပါမောက်ခတအုပ်ကထောက်ပြခဲ့ပါတယ် ထိုင်းဝင်ကြီးချုပ်ပီတာတန်ရှင်နာဝတ်အနေနဲ့မင်းအွန်လိုင်းကိုဘင်းစတန်ထိပ်သိမ်းညီလာခံမှာလူကိုယ်တိုင်တက်ရောက်စီမဲအစားအွန်လိုင်းကနေချိန်ဆက်ပါဝင်စေတာမျိုးကသာပိုပြီးအကျိုးရှိနိုင်မယ်လို့လက်ထောက်ပါမောက်ကဒူရာဘက် ရီချာရူကထောက်ပြခဲ့ပါတယ်။ထိုင်းနိုင်ငံကိုလာရောက်ခြင်းနဲ့မင်းအောင်နိုင်ရဲ့ဆန္ဒအမှန်ကမတင်ရအာဏာသိမ်းထားတဲ့သူရဲ့ရည်တည်မှုကိုနိုင်ငံတကာကလက်ခံတဲ့အခြေအနေရောက်စီလို့သာဖြစ်လိမ့်မယ်လို့ဒူယာဘက်ကဆိုပါတယ်။ဝန်ကြီးချုပ်ဖီထောင်တန်အနေနဲ့မင်းအောင်နိုင်ဦးဆောင်တဲ့အာဏာသိမ်းစစ်ကောင်စီကိုနီနီကက်ကက်တိုင်းရိုက်ထိတွေ့ဆက်ဆံခြင်းမရှိပဲတန်တမာရီယာစီးတခုချထားတဲ့လက်ရှိမူဝါဒကိုဆက်လက်ဆုပ်ကိုင်ထားတဲ့လို့သူကပြောပါတယ်။မင်းအောင်နိုင်ရဲ့လူချင်းတွေတာတိုင်းရိုက်ဆက်ဆံပြောဆိုတာတွေကဒိုင်းအစိုးရကစစ်ကောင်စီကိုအတိမတ်ပြုပါတယ်ဆိုတာမျိုးပုံဖော် ်းခံရတာမျိုးဖြစ်သွားနိုင်တယ်လို့လည်းဒူယာဘက်ကထောက်ပြသွားပါတယ်။မင်းအောင်လိုင်းရဲ့ဆက်ဆံရေးကိုပုံမနီးကန့်စီမယ်ဆိုရင်နိုင်ငံဆက်ဆံရေးကိုမြင့်တင်နိုင်မှာဖြစ်ပြီးမယ်။စစ်ကောင်စီပေါ်ခါခါတီတီမုံတီးနေတဲ့မြန်မာပြည်သူတွေရဲ့ဝေဖန်ရှုချမှုကိုထိုင်းဆိုရကကြုံရနိုင်တယ်လို့သူကဆိုပါတယ်။ ။သူရဘက်ကဒိုင်းဆိုးရအနေနဲ့ပင်စတန်ထိပ်တင်းကြီးလာကန်ကိုအကောင်းဆုံးသုံးချပြီးအရှိတောင်အာရှနဲ့အာရှတောင်ပိုင်းဒေသတွေကြားပေါင်းကူးဆက်ဆံမှုတွင်ပုံမြင့်တင်ဖို့ကမ္ဘာငြိမ်းချမ်းရေးကဏ္ဍအတွက်ပုံမှန်နှဆိုင်တဲ့အခန်းကဏ္ဍမျိုးကနေပါဝင်နိုင်ဖို့လှုံ့ဆော်တင်ကြောင်းတိုက်တွန်းသွားခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ငလင်းကြောင့်နေပြည်တော်ရှင်လွတ်တော်အဆောင်တွေထိခိုက်ပျက်စီးရဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရွှေကောက်ပွဲကျင်းပမဲ့ကာလကိုအာနာသိန်းစစ်ကောင်စီကောင်းဆောင်ထုတ်ပြောလိုက်ပြီးလေးရဲ့အကြမ်းမငလင်းလောက်ကနေပြည်တော်မှာရှိတဲ့လွတ်တော်အဆောင်တွေကြီးကြီးမားမားထိခိုက်ပျက်စီးသွားပါတယ်။အာနာ သင်းစစ်ကောင်စီခေါင်းဆောင်ကရွှေကောက်ပွဲကိုအခု2025ခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့စတုတ္ထပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တွင်မှကျင်းပဖို့ရထားတယ်လို့မလ25ရက်နေ့ကစစ်ကောင်စီစီဝေးမှထုတ်ပြောခဲ့တာပါအဲ့ဒီနောက်မလ28ရက်နေ့လယ်ပိုင်းမှာငလင်းလှုပ်ပြီးမန္တလေးစကိုင်းနေပြည်တော်ပဲခူးနဲ့ရှမ်းပြည်ကဒေသတချို့မှာဖြစ်စည်းဆုံးရှုံးမှုကြီးမားခဲ့တာပါစစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်းရုံမြင့်တန်းကြားက AP တင်းရဲ့ထုတ်ပြန်လာတဲ့သတင်းအရနေပြည်တော်မှာရှိရင်ပြည်တော်စုလွတ်တော်ပြည်သူလွတ်တော်မျိုး သားလွတ်တော်အဆောင်အအုံလေးထိငိုက်ပြက်စီးကုန်တာတွင်ရပါတယ်။ နယ်လင်းကြောင်းပြင်စည်းထိခိုက်သွားတဲ့လွတ်တော်အစာဝင်ကိုစစ်ကောင်စီကောင်ဆောင်တွားရောက်ကြည့်ရှုစစ်ဆေးပြီးပြန်လည်ဖြူပြင်ဖို့ညွှန်ကြားတယ်လို့သိရပါတယ်စစ်ကောင်စီတပ်စင်ယုံကျုံအခြေဆိုင်ရာနေပြည်တော်ကလည်းငလင်းတန်းကိုခံရတဲ့ဒေသဖြစ်ပြီးစင်ယုံတွင်ဝန်တန်းအင်အားတွင်ဈေးတွင်လမ်းကူတဒါတွင်ပုံမိုးဆိုးရွားစွာထိခိုက်ပျက်စီးစေပြီးလူအသက်ဆုံးရှုံးမှုတွေရှိနေပါတယ်နေပြည်တော်မှာငလင်းလုပ်ပြီးလျှက်စီးပြတ်တောက်တာရှိပြတ်တာလမ်းမဆက်သွင်းပြတ်တောက်တာတွေဖြစ်နေပါတယ်စင်ယုံကျုံဝန်ထဲမှာထိခိုက်ပျက်စီးမှုတွေရှိနေပြီးတည်တင်းမထွန်းအောင်စစ်ကောင်စီကဖုံးဖိထားပါတယ် ။နောက်ထပ်တစ်ပုတ်အနည်းနဲ့ကိုတီလန်ရောက်မကူပေးနိုင်တဲ့ငလျင်တင်လူတို့ကို NUG တောင်းမနေကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီထိန်းချုပ်ဒေသရှိငလျင်တင်ပြည်သူတွေကိုကိုတီလန်ရောက်ဝင်ရောက်မကူညီနိုင်တဲ့အတွက်များစွာဝန်းနေစိတ်မကောင်းဖြစ်ရပြီးလေးနက်စွာတောင်းပန်ကြောင်း NUG ကဒီနေ့မှထုတ်ပြန်ပြောဆိုပါရယ်။ NUG ထိန်းချုပ်ဒေသရှိငလျင်တင်ပြည်သူများကို82နှစ်အတွင်းကူညီကင်ဆင်မှုတွေအပြည့်အဝဆောင်ရွက်နိုင်ခဲ့တော်လဲစစ်ကောင်စီထိန်းချုပ်ဒေသတွေမှာမာရွင်းနဲ့စီမံခန့်ခွဲမှုတွေကြောင့်မဆုံးရှုံးတဲ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရခြင်းအပြင် နေချောင်းတိုက်ခိုက်မှုတွေပါနေစဉ်ရက်ဆက်ပြုလုပ်ခဲ့ကြောင်း NUG ကပြောပါရယ် NUG ပါဝင်တော်လိုင်းအင်အားစုများကငလင်တန်တဲ့ဒေသတွေနဲ့ဆက်ဆက်နေရတွေမှာထိုးစစ်များရတန်းချောင်းကြီးညာပြီးလုံခြုံရေးအာမခံချက်ပေးပါကဝင်ရောက်ကူညီဖို့ထုတ်ဖော်ပြောဆိုကမ်းလှမ်းခဲ့တော့လဲစစ်ကောင်စီဘက်မှတစုံတရာတုံ့ပြန်ခြင်းမရှိပါဘူး လက်တလုံးငလင်တန်းကိုထိခိုက်ခံစားသူတွေကိုအားပေးနှစ်သိမ့်ဖို့အတွက်နိုင်ငံလုံးဆိုင်ရာပြည်သူ့ဝန်ထမ်းကြီးကွယ်မှုနဲ့နှစ်သိမ့်အားပေးမှုရသက်တပတ်အဖြစ် AB 73ရမ20ရက်ထိသတ်မှတ်ထားကြောင်း NUG ကကြေညာပါတယ်။အဲဒီကာလအတွင်းအသက်ဆုံးမသွားသူတွေနဲ့မိသားစုဝင်တွေအတွက်စုတောင်းပေးခြင်းအမျှပေးဝေးခြင်းဝန်ထမ်းမှတ်တမ်းရေးထိုးခြင်းကုသိုလ်ကောင်းမှု ြုလုပ်ခြင်းတော့ကို NUG နိုင်ငံချိုင်းဝင်ကြီးဌာနကိုယ်စားလှယ်ရုံတန်တမန်ရုံတို့တတ်မှတ်ထားတဲ့စုစည်းနေရာတွေမှာပြည်ရင်းပြည်ပပုံစံမျိုးမျိုးနဲ့ပြုလုပ်ကြဖို့လဲတိုက်တွန်းထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့မင်တန်နဲ့ကမ်ပလတ်ကိုစစ်ကောင်စီဘုံချင်းတွေအကြောင်းတင်ဆက်ပေးပါမယ်။ချင်းကြီးနောင်တပ်များထိန်းချုပ်ရာချင်းပြည်နယ်မင်တန်နဲ့ကမ်ပလတ်မြို့ကိုမနေ့ကစစ်ကောင်စီကလေကြောင်းနဲ့ဘုံချင်းတိုက်ခတ်ခဲ့တောင်သိရပါတယ်။စစ်ကောင်စီကငလျင်ဘေးတံကြောင့်နိုင်ငံတော်အစင်ဝန်နေချင်းထိမ့်မှတ်သတ်မှတ်ထားတော်လဲ AB ဒီရမနက်စင်းနိုင်မှာကမ်ပလတ်မြို့ကိုလေကြောင်းနဲ့ဘုံချင်းခဲ့တယ်လို့မင်တန်မြို့ကို အရင်နေ့ညနေ6:25မိနစ်တစ်ချိန်နဲ့ည7:30မိနစ်30တစ်ချိန်တိုက်လည်ရင်းနဲ့ပေါင်900ပုံနှလုံးကျင်းချခဲ့ကြောင်းဒေသခံတွေကဆိုပါတယ်။မင်းတပ်ဒေသခံတောင်ကညနေပိုင်းတစ်ချိန်ညပိုင်းတစ်ချိန်နှစ်ချိန်လာခြင်းနဲ့ဒီနေ့လည်းထပ်လာမှကြောင်းနေတဲ့ပုံလာခြင်းလို့လူတော့ထိခိုက်မှုမရှိဘူးအိမ်တွေထိခိုက်ပျက်စီးသွားတယ်။ငလျင်ဘေးကြောင့်တမျိုးသူတို့ကပုံချင်းလို့တမျိုးစိုးရိမ်နေရတယ်လို့သတင်းဌာနကပြောပါရတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်းနေအိမ်များထိခိုက်ပျက်စီးမှုရှိခဲ့ပြီးမြို့ပေါ်နေပြည်သူများအနေနဲ့လေကြောင်းအန္တရာယ်ကိုအထူးသတိထားဖို့မင်းတပ်မျိုးနဲ့ပြည်သူအုပ်ချုပ်ရေးဖွဲ့ကအတိပေးထုတ်ပြန်ထားပါတယ်။ချင်းမျိုးသားတပ်ဦး CNF ကငလင်ပင်းအန္တရာယ်အရေးပေါ်ကာလအတွင်းစစ်ကောင်စီတပ်နေနဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေချက်ချင်းရတံပေါ်မလတောင်စတဲ့မှာထုတ်ပြန်ထားပါတယ်။အလာတူ APT ရဲ့မနက်7:00နာရီကမှရှမ်းပြည်နယ်နောင်ချုံမြို့နယ်တောင်လာရွာနယ်လွယ်ငင်းကိုရခါရွာကိုဂျက်ဖိုင်တာဒရုန်းတို့နဲ့တချိန်စီပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံကအုံတရားရခဲ့ပြီးနေအိမ်နဲ့ ုံးထိခိုက်ပျက်စီးခဲ့ရကြောင်းပလောင်တောင်မြို့သားလုံးမြောက်ရေးတပ်မတော် DNL ပြန်ချိုင်းဌာနကသတင်းထုတ်ပြန်ပါတယ်။နောက်ထပ်တပုတ်အနေနဲ့ငလင်အတွက်နိုင်ငံတကာကယ်ဆယ်ရေးလီရင်14စီထက်ရောက်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်စစ်ကောင်စီတပ်လေးစိတ်ကိုအေဘီလာတရမနီကနိုင်ငံ9ခုကကယ်ဆယ်ရေးလီရင်14စင်ထက်ရောက်လာတယ်လို့စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်မီဒီယာတွေကအေဘီလာနေ့ရက်နေ့မှာဖော်ပြပါတယ်။ အဲ့ဒီလျင်နေတဲ့ရုရှား၊အင်ဒိုနီးရှား၊ထိုင်း၊ဘူတန်၊ဖိလစ်ပိုင်၊လာအိုနဲ့မင်္ဂလာဒေ့ရှ်နိုင်ငံတွေကကင်ဆင်းဖွဲ့ရီဆေးဖွဲ့ရီလူသားချင်းစာနာမှုဆိုင်ရာအကူအညီပစ္စည်းတွေနဲ့ဈေးဝါတွေပါရင်လို့ဆိုပါရယ်။ရောက်ရှိလာတဲ့ကင်ဆင်းဖွဲ့ရီကငလျင်ဘေးတင်ဒေသတွေကိုအဖွဲ့ခွဲပြီးကင်ဆင်းနဲ့ဈေးကူတာရီလုပ်ငန်းတွေဆောင်ရွက်မှာဖြစ်ပါရယ်။ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာကဆက်ကောင်းစီအနေနဲ့ကုညင်ကင်ဆင်းဖွဲ့ရီကိုအကန့်အသတ်မရှိလွလွလပ်လပ်သွားခွင့်ပေးဖို့တောင်းဆိုနေကြပါရယ်။ဒီအချက်တွေကိုနိုင်ငံတကာကအာရုံစိုက်ဖို့လိုအပ်တယ်လို့လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့အတွက် ်သက်ဆိုင်ရာဖွင့်စည်းရေးဘက်ကလည်းလမ်းတွေဖွင့်ပေးဖို့လိုအပ်ပြီးအကူအညီပေးနေသူတွေကိုလည်းပြေကင်းလုံခြုံအောင်ဆောင်ရွက်ပေးရမယ်လို့ကုနာသမဂအတွင်းရင်းမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူနီပီရှော့ကမလ31ရက်နေ့မှာပြောဆိုခဲ့ပါတယ်။ နလင်းကအရင်ကတည်းကဆုံရွားနေပြီဖြစ်တဲ့မြန်မာနိုင်ငံရဲ့အခြေအနေကိုပုံမဆုံရွားစေတယ်လို့ပြည်သူတွေကြုံနေရတဲ့ပုံမနဲ့ဆိုင်တဲ့အားနည်းချက်တွေကိုလည်းပေါ်လွင်လာစေတယ်လို့သူကထောက်ပြပါရယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်ငလင်းပေးအတွက်ကင်ဆယ်ဖို့အရေးကြီးနေချိန်မှာစစ်ကောင်စီကမုန်းညင်ခရိုင်နယ်မှာလေကြောင်းနဲ့ပုံကျဲလို့ထိခိုက်မှုများတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ငလင်းဘင်းအတွက်ကင်ဆယ်ဖို့အရေးကြီးနေချိန်မှာစကောင်းစင်ကမုံညင်းခရိုင်နှင်းကိုနေချောင်းနဲ့ပုံချင်းတိုက်ခိုက်လို့ထိခိုက်မှုတွေရှိရလို့ဒေသခံတွေနဲ့ကင်ရိုင်နဲ့နှိစက်တဲ့သူရင်းစင်ကတင်ရပါရယ်။ AD လာတရက်နီးလေတနိုင်ခွဲဝင်းကျင်မှာလည်းတနိုင်ကနေမြင့်ကြီးနာဘတ်ဆင်းလာတဲ့ခီးတဲ့တင် AD ဘန်ကိုမင်းစင်တန်ပြည်သူစင်အဖွဲ့ကဒရုန်းနဲ့နှခါပုံချင်းတာကြောင့် ရင်မောင်းတိကြိုက်တန်ရာရရှိပြီးကားလည်းပြန်စီသွားတယ်လို့ဖြစ်စဉ်သိရှိထားသူတောင်းကပြောပါရယ်။မနီကတနိုင်းလမ်းမှာခီးတဲ့တင်ကားလေးတစီဒရုန်းပုံချင်းခံရတယ်။လဝါရွာဘက်မနီညလေးချောင်းနဲ့ဘုံပြန်လာခြင်းတွေနေအများစုပြန်စီသွားပြီလို့သူကပြောတယ်။ဘွတ်တွမ်ဘန်လဝါဘက်ကဒေတာကန်နီနဲ့နွားတွေကိုလည်းမင်းစိတန်ပြည်သူစစ်ဖွဲ့တွေကတပ်ဖြတ်ပြီးစားတောင့်ကြတယ်လို့ပြောပါတယ်။ ဒွမ်ဘန်လဝဘက်ကဒေသခံတွေရဲ့နှွားရင်ကိုလည်းမင်းစိန်တန့်ပြည်သူစစ်ဖွဲ့ရင်းကတပ်ဖြတ်ပြီးစားကြတယ်လို့ဆိုပါတယ်။လက်ရှိမှာတနိုင်းလန်တရှောင်းစင်ရင်တင်မာနေပြီးဒွမ်ဘန်နဲ့ကွမ်ဆိုင်ရန်ကြောင့်မနီအီဗီလာတရန်ဒီမှာတိုင်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဘလ31ရက်နေ့ပိုင်းက KIA တမဟာရှင်း တင်နန်းနေရာဘက်လင်းရဲနေစီနဲ့ပုံကျဲတိုက်ခိုက်ခဲ့လို့တင်နန်းသားတွေအယောက်30ကျော်တင်ဆောင်ပြီးအယောက်20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KIA နဲ့နှိစက်တဲ့သူရိစီကတင်ရပါရယ်တင်နန်းနေရာကိုတိတိကျကျလာပြတဲ့ဆိုတော့စေကောင်စင်ကိုအတိအကျပြောပြနေတဲ့ဒလန်ရှိလို့ပေါ့လို့ KIA PDF တို့နဲ့နှိစက်သူတောင်းကပြောပါရယ်ဒါပြင်မလာ31ရက်ညနေ9နာရီကျော်မှလင် KIA တမဟာရှေ့တန်ရင်ကဝိခာနီးမှာစေကောင်စင်ကလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ် လက်ရှိမှာတော့ဝိုင်းမော်မျိုးအနီးဝင်ကျင်းမှာနေတိုင်းဒီမှာတိုက်ပွဲဖြစ်ပွားနေပြီးအင်းတော်ဘက်မှာလည်းတိုက်ပွဲဖြစ်ပွားနေကြောင်းဒေသခံတွေစီကသိရပါဗျ။စစ်ကောင်စီရဲ့ဝါရဖြန့် Telegram ဒီမှာလည်းဒီရပိုင်းတွင်လေးကျောင်းနဲ့ပုံကျင်ရှင်းလင်းမှုပြုလုပ်တယ်လို့ဖော်ပြထားပါဗျ။လူတွေကငလင်ဘေးတံကိုအပြင်းထန်ကြုံနေရပြီးခင်စင်ကြီးအရှိပေါ်လိုအပ်နေတဲ့ချိန်စစ်ကောင်စီဘက်ကတော့တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့စင်ရင်တင်းမာနေတဲ့နေရာတွေမှာလေးကျောင်းနဲ့ပုံကျင်တိုက်ခိုက်နေတာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါရှင်။